အမျိုးသားတဦးကအဆုံးမရှိထက်ကတလဲလဲလက်ပတ်နေတဲ့မြေအောက်ယထာဥမင်းလေးကိုရောက်ပြီးဆိုတော့ထိတ်လန့်စွာတွေ့ရှိလိုက်ရပါတယ်။သူရှိကဝိဆုံပြေဝေးထားတဲ့အဲ့ဒီမျိုးသားကခွေတိုင်းမှာပြန်ပေါ်လာပါတယ်။သူလည်းအရေးဆုံးပြီးတော့စကားပြောဖို့ကြိုးစားလိုက်ပါတယ်။ဒီလိုထူးဆန်းတဲ့မြင်ကွင်းကြောင့်ပဲအောင်ခန့်ကခြေလန်းတွေကိုအမြန်ဆုံးလှမ်းလိုက်ပါတယ်။ကြောက်ရွံ့တုန်လှုပ်နေတဲ့သူကနယံမော်ကလမ်းညွန်ဆိုင်ဘုတ်ကထပ်ပေါက်မှတ်စီတို့လို့ပြတ်တာနေပြီးမေခေါင်းမော်ကဆိုင်ဘုတ်ကတော့ဒီနေရာကလမ်းကြောင်းအမှတ်ရှိဖြစ်တယ်လို့ပြတ်တာနေတာသတိချမိလိုက်ပါတယ်။ နောက်တစ်စက္ကန့်မှာတော့အဲ့ဒီမျိုးသားကကွေးရနေထက်ထွက်လာပြန်ပါလိမ့်။အောင်ခန့်လေသူ့ရင်တွေကအကြောက်စိတ်တွေကိုမနှဲထိန်ချုပ်လိုက်ရပါတယ်။ဒါမဲ့အရေးပေါ်ခေါ်ဆိုခလုံးနဲ့ဘီနာကတအားပြန်ပြူရဲ့အခန်းဟာလော့ချထားလို့ဘလို့မှဖွင့်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲအောင်ခန့်ကနယံမော်ကကြောင်ညာပိုစတာတစ်ခုကိုဒီထားမိလိုက်ပါတယ်။မာကွေးမော်မှာဘယ်တော့မှအဆုံးထိမတက်နိုင်တဲ့ပြည့်စုံအနေငယ်ကိုသူ့လိုဖြစ်နေရဲဆိုတာတွေ့လိုက်ရပါတယ်။ရုတ်တရက်နယံမော်မှာအနီရောင်ကြီးတွေစီးကြလာခဲ့ပါတယ်။အောင်ခန့်ကကြောက်လန့်တုန်လို့ဆိုရင်နောက်ပြန်လှည့်ပြေးသွားခဲ့ပါတယ်။ အဲဒီခါမှာအဲဒီထူးဆန်းတဲ့အမျိုးသားကသူ့ဘာသာသူဖုံးကြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူ့ရှေ့မှာလမ်းညွန်ဆိုင်ဘုတ်တစ်ခုထပ်ပေါ်လာပြန်ပါတယ်။ဒါမဲ့ဒီဒီခါမှာတော့အမတ်စီတို့ကနေ1ဖြစ်သွားခဲ့ပါတယ်။အဲဒီခါမှာအောင်ခန်းကဘေးနားကအစီဘေးဆိုင်ဘုတ်ကိုကြည့်ထားမိလိုက်ပါတယ်။ဝမ်မန်နာတစ်ခုခုကြုံလာပါကချက်ချင်းလဲပါ။ဝမ်မန်မှုတွေ့ပါကနောက်ပြန်မလဲပါနဲ့။ခုနကပေါ်လာတဲ့အနီရောင်ကြီးကပုံမှန်မဟုတ်တာများလား။အောင်ခန်းကလမ်းကြောင်းအမတ်ရှိကိုထပ်ဝင်လာခဲ့ပါတယ်။သူကမျက်လုံးပြူပြီးတော့တွေ့ရှိလိုက်ရတာကတော့ မျက်နှာချက်ပေါ်ကစီးကျလာတဲ့အရေးကပျောက်ကွယ်သွားခဲ့တာပါသူ့မှာဆက်ပြီးတော့သွားရုံကလည်းလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဒါမဲ့ထူးဆန်းနာကအစုံမှရှိတဲ့လမ်းညွန်ဆိုင်ပုတ်ကအမတ်စီတို့ကိုပြန်ပြောင်းသွားခဲ့ပါလိအောင်ခံသဘောပေါက်လိုက်တာကဒါကစီခံချက်ပါပဲဂိမ်းတစ်ခုဖြစ်ပါလိမ့်မယ်ခုနကတည်းကသူကပုံမှန်မဟုတ်တဲ့အရာကိုရှာမတွေ့ခဲ့တာဖြစ်နေပါလိမ့် ဲဒါကြောင့်အစကနေပြန်ဆရတာပေါ့အားလုံးကိုသဘောပေါက်လိုက်တော့သူကဖုန်းကိုထုတ်ပြီးတော့ဥမင်ထဲမှာဖြစ်နိုင်တဲ့ပုံမှန်မဟုတ်တဲ့နေရာတွေကိုတက်ပုံရိုက်ခဲ့ပါတယ်သူဖြတ်သွားတိုင်းတွေ့နေရတဲ့အမျိုးသားကိုလည်းမချမ်းမင်းနဲ့တက်ပုံရိုက်ခဲ့ပါတယ်အဲဒီနောက်မှာတော့သူကအဆုံးကိုရောက်လာခဲ့ပါတယ်အမှတ်တည်းပြောင်းသွားခဲ့ပါတယ်ကနကဘာပုံမှန်မဟုတ်တာမှမပေါ်ခဲ့ပါဘူး။အောင်ခန့်ကယုံကြည်မှုပြင်းနဲ့လမ်းကြောင်းထဲဝင်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ဖုန်းကိုထုတ်လိုက်တာနဲ့ရင်မျက်လုံးပြူးသွားခဲ့ပါတယ်။ ခုနကရိုက်ထားတဲ့တက်ပုံတွေကအဝါရောင်ကုတ်တွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူရဲ့မှန်းညံတွေကိုပဲအာကိုပြီးတော့ပုံမှန်မဟုတ်တာကိုရှာရပါတော့တယ်။ဒါပေမဲ့ရုတ်တရက်ဘေးနားကအမျိုးသားရဲ့ခြေတံတွေကရက်သွားခဲ့ပါတယ်။ဒါပဲစီကန်းချက်ထဲမှာပါတဲ့ပုံမှန်မဟုတ်တာပါပဲ။အောင်းခန့်ကလည်းအမြန်ဆုံးနောက်ကိုလှည့်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးသားကဘယ်လိုမှမဖယ်ပေးတော့ဘဲသူ့နောက်ကနေလိုက်လာခဲ့ပါတယ်။အောင်းခန့်ကကြောက်လန့်တုန်လှုပ်ပြီးတော့ပြေးခဲ့တာပါ။မတော်ဆပဲမြေပေါ်မှာလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့သူတတိပြန်ရလာတဲ့အချိန်မှာတော့ အဲ့ဒီမျိုးသားကမူလနေရာမှာပဲဖုန်ကြည့်နေပြန်ပါတယ်လမ်းညွန်ဆိုင်ဘုတ်ကလည်းအမှတ်နှစ်ကိုပြောင်းသွားပါတယ်ကြည့်ရတာကဂိမ်းကတိတ်ခတ်ခဲ့ဖို့မရပါဘူးအောင်ခန့်ကရေတံခုံတောက်ပြီးတော့သူ့ရင်ကိုအေးအောင်လုပ်လိုက်ပါတယ်ပြီးတော့လမ်းကြောင်းရှစ်ထဲကိုပြောင်းဝင်လာခဲ့ပါတယ်ဒီခါမှာတော့ဘာပုံမှန်မဟုတ်တာမှမပေါ်ဘူးလို့ထင်ရပါတယ်ဒါပေမဲ့ကွေးတဲ့နေရာကအထုပ်ဖိုးထားရှိတဲ့ဘီယိုနာကိုရောက်တဲ့အခါမှာတော့သူ့နောက်ကနေကလင်းငွေတန်းထွက်ပေါ်လာပါတယ်အောင်ခန့်ကသတိထားပြီးတော့တကားကိုဖွင့်လိုက်ပါတယ်အောင်ခန့်ကကြောက်လန့်ပြီးတော့နောက်ပြန်လှည့်ပြေးခဲ့ပါတယ် ခုနကဖြစ်ခဲ့တာကပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါရီတုံလုံးချောက်ချနေတဲ့သူကဥမင်တွေကိုပြင်ရောက်လာခဲ့ပါရီဒီခါမှာတော့ပုံမှန်မဟုတ်တာဘာမှမရှိဘူးလို့ထင်ရပါရီဒါမဲ့ရုတ်တရက်အောင်ခန့်ကစုံတယောက်ကသူ့ကိုစောင့်ကြည့်နေတယ်လို့မျိုးခံစားနေရပါရီသူနောက်ကိုလှည့်ကြည့်လိုက်ပါရီလမ်းညွန်ဆိုင်ဘုတ်ကအမတ်လေးကိုရောက်လာခဲ့ပါပြီခင်းကတဝက်ကြောသွားခဲ့ပါပြီအောင်ခန့်ကဥမင်တွေကိုဝင်ပြီးတော့တေချာပြန်ဆစ်ဆီလိုက်ပါရီကောင်းပါရီဒီခါတော့အားလုံးအဆင်ပြေပါရီပုံမှန်မဟုတ်တာဘာမှမပေါ်ပါဘူး ဒါမဲ့နောက်တစ်ပတ်ကိုဝင်လိုက်တဲ့အခါမှာတော့သူရီစားဟောင်းစီကဖုန်းဝင်လာခဲ့ပါတယ်။တွန့်ဆုတ်နေပေမဲ့သူကဖုန်းကိုဖြေလိုက်ပါတယ်။သူတို့နှစ်ယောက်ကမကြသေးရင်ငါမှလမ်းခွဲထားခဲ့ကြတာပေါ့။ရီစားဟောင်းကသူ့မှာကိုဝင်ရှိနေပြီဆိုတာပြောပြလို့တိလိုက်ရပါတယ်။သူကကလေးကိုဆက်ထားတင်လာဆိုတဲ့အပေါ်အောင်ခန့်ရဲ့သဘောထားကိုတောင်းခံခဲ့တာပေါ့။ဒါမဲ့မကြသေးရင်ငါမှမိရွေထားပေါ်မှာအောင်ခန့်ကကလေးကိုပွေ့ချထားတဲ့မျိုးသမီးကိုဆဲဆုံနေတဲ့လူတို့တယောက်ကိုတွေ့ခဲ့ရပြီမဲ့ကြောင်းဝင်မှုအသက်တိမရှိခဲ့ပါဘူး။သူ့လိုလူမျိုးကအနာဂတ်မှာကောင်းတဲ့ဖခင်တဲ့ဦးဖြစ်လာနိုင်မှာမလား။ ကနာကဝင်လာခဲ့တဲ့ဖုံးကအပေါ်မှန်မဟုတ်ဘူးဆိုတာရှင်းပါတယ်။စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အောင်ခန်းကလည်းဥမင်းနဲ့ကိုထပ်ဝင်လာခဲ့ပါတယ်။သူရှိမှရုတ်တရက်ကောင်းလေးတစ်ယောက်ပေါ်လာခဲ့ပါတယ်။အောင်ခန်းကဘာမှမတွေ့ဘဲနဲ့နောက်ပြန်လှည့်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကလမ်းညွန်ဆိုင်ဘုတ်ကအမတ်စီတို့ပဲပြနေတုံးပါပဲ။ကနာကကောင်းလေးကပုံမှန်မဟုတ်တာမဟုတ်ဘူးလား။ရုတ်တရက်အောင်ခန်းကအဲ့ဒီကောင်းလေးသူ့နောက်ကိုလိုက်လာတာကိုတွေ့လိုက်ရပါတယ်။သူကဘာမှမပြောဘဲနဲ့ဥမင်းနဲ့ကိုပြေးဝင်သွားခဲ့ပါတယ်။သူကလက်နဲ့အဲ့ဒီမျိုးသားကိုအချင်းချင်းညွန်ပြခဲ့ပါတယ်။ ။နောက်ထပ်တစ်စက္ကန့်မှာတော့အရီမျိုးသားမြင်ကွင်းစီကိုရောက်သွားခဲ့ပါတယ်။သူ့ရဲ့ဂိမ်းကတဝက်ကျော်နေပါပြီ။အောင်ခန်းနဲ့မတူတာကတော့အမျိုးသားကနှစ်ယောက်တည်းမူကိုစတင်ခဲ့ပုံရပါတယ်။သူကဥမင်နဲ့ပြောင်းလဲမှုတွေကိုတိကျဆောင်ကြည့်နေပါတယ်။မြို့သမီးတူသူဘေးကနေဖြတ်သွားတာကိုတောင်မှခီးမဆိုင်ပါဘူး။ဒါပေမဲ့ရုတ်တရက်တစ်စိမ့်လောက်ရှင်လဲလမ်းပြောင်းနေတာလားဆိုတော့အဲ့ဒီမြို့သမီးကသူလဲထွက်လို့မရဘူးလို့ပြောခဲ့ပါတယ်။သူနဲ့အတူတူစိုးရတဲ့အခြေအနေမှာရှိနေတဲ့ကစားမတူလို့ထင်ခဲ့ပါတယ်။သူကမူလနေရာမှာယဉ်နေခဲ့ပြီးတော့အမျိုးသားကိုမေးခဲ့ပါတယ်။ ဒီမှာနေခဲ့ဖို့ဆန္ဒမရှိဘူးလားအမျိုးသမီးကတော့နေတိုင်းမိအရွယ်သားတွေကြက်တာနဲ့တညာလုံးအလုပ်လုပ်ရတာနေပဲနေနေရတယ်လို့ပြောပါတယ်လုပ်ငန်းခွင်နဲ့လိမ့်ဆန်နေလို့အသက်ရှင်ရတာကငရဲနဲ့ပါကွာလို့လေဒါမဲ့ထူးဆန်းတာကသူကအရိစကားတွေကိုပဲထက်ကလဲလဲကိုပြောနေကြတာပါတေးနေရလူတူလို့ပဲမလုံမရှက်ရက်တန့်သွားခဲ့ပါတယ်အမျိုးသားကကလေးကိုဆွဲပြီးတော့အမြန်ဆုံးနောက်ပြန်လှည့်ခဲ့ပါတယ်ခုနကဖြစ်ပျက်ခဲ့တဲ့အရာကပုံမှန်မဟုတ်တာအမှန်ပါပဲအောင်မြင်မှုနဲ့နေဆက်နေပြီဖြစ်တာကြောင့်သူကမဆောင်နိုင်တော့ဘဲနဲ့ ဥမင်ကိုယောက်လာခဲ့ပါတယ်ပြီးတော့အသေးချာစစ်ဆေးလိုက်ပါတယ်ဒါပေမဲ့ကောင်လေးကတော့မူလနေရာမှာပဲယက်နေခဲ့ပါတယ်အမျိုးသားကအရန်အလင်းလုံနေတာကြောင့်တအားပြန်ပြူရေကန်ရဲ့တကားလက်ကင်မှာပုံမှန်မဟုတ်တာရှိနေတာကိုသတိမထားမိခဲ့ပါဘူးသူကကောင်လေးကိုအတင်းဆွဲခေါ်ပြီးတော့အဆုံးကိုယောက်လာခဲ့ပေမဲ့နိုင်ငံဘော်ကကနန်းတွေကတုံညာအဖြစ်ပြန်ပြောင်းသွားတာကိုတွေ့လိုက်ရလို့စိတ်ပြအားငယ်သွားခဲ့ပါတယ်ကုနာကကောင်လေးကသူ့ကိုတီးပြနေတာဆိုတာရှင်းနေတာကြောင့်အဲ့လူလဲစိတ်ကိုထိမ့်ပြီးတော့ဥမင်ထဲကိုပြောင်းဝင်သွားခဲ့ပါတယ် ။ဒါပေမဲ့ရုတ်တရက်မျက်စိရှိမှပေါ်လာတဲ့အမြင်ဝင်ကြောင့်ဝမ်းသာသွားခဲ့ပါရီ။ဥမင်ရဲ့အဆုံးမှာလေကားတစ်တစ်ထစ်ပေါ်လာခဲ့ပါရီ။ဝမ်းသာလုံလို့မျက်ရည်ကျရတဲ့အဲ့ဒီလူကလည်းလေကားအတိုင်းထွက်သွားဖို့ပြင်ဆင်နေတော့မှကောင်လေးကသူ့ကိုအတင်းဆွဲထားခဲ့ပြန်ပါရီ။အဲ့ဒီလူကကောင်လေးကိုတွန်းလှဲပြီးတော့နောက်ပြန်မကြည့်ဘဲထွက်သွားခဲ့ပါရီ။ဒါပေမဲ့ဒါကထွက်ပေါက်မဟုတ်ပါဘူး။မျောလင်ထားတဲ့အချိန်မှာကောင်လေးကပြန်လှည့်လာခဲ့ပြီးတော့လမ်းညွန်ဆိုင်ဘုတ်ကခနန်းကတစ်ကိုပြောင်းလဲသွားခဲ့ပါရီ။အဲဒီလူလဲလမ်းလျှောက်နေတဲ့အလောင်းလိုဖြစ်သွားခဲ့ပါရီ မြင်ကွင်းတစ်ခုပြောင်းလဲသွားပြီးတော့အောင်ခန်းကလည်းကောင်းလေးလဲသူ့လိုပဲဒီနေရာမှာပြိမိနေရဲဆိုတာတွေ့လိုက်ရပါတယ်ဒီကလေးကစကားမပြောနိုင်ဘူးရပါမယ်ထူးခြားတာကိုတော့တည်ထားမိကြတာပါအောင်ခန့်ဆက်ရှောင်းမလို့ရှိနေတော့မှကောင်လေးကသူ့နေရာမှာပဲရက်ပြီးတော့လျှက်စီပြန်ပြူရဲ့အခန်းတကားကိုအလဲတက်တဲ့ကိုအတင်းဆိုင်ကြည့်နေတာတွေ့လိုက်ရပါတယ်။အောင်ခန့်ရှေ့ဆက်သွားပြီးမှတကားတော့အလဲကိုရွှေ့ထားတာကိုသတိထားမိခဲ့ပါတယ်။ဒီလိုဆိုရင်ကောင်လေးကစကားမပြောတတ်ပေမဲ့ထူးခြားမှုတွေကိုခွဲခြားသိမြင်တဲ့စွမ်းရည်ရှိပုံရပါတယ်။အောင်ခန့်လည်းဥမြင်တွေကိုချက်ချင်းပြောင်းဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖျောင်းနိုင်မီကအနေငယ်မိတုံမိတုံဖြစ်သွားပြီးတော့ရုတ်တရက်ပဲညင်းသွားခဲ့ပါတယ်။ရုတ်တရက်ကြောရတန်နေတဲ့အတူကလေးငွေတန်တွေကတစ်ခုနဲ့တစ်ခုရောနေပြီးချင်းတွေကလည်းထူဆန်နေပါတယ်။အောင်ခံလဲမီးကိုကြောင်ရွံစွာနဲ့အတန်လာစီကိုထိုးလိုက်တော့ခေါင်းပေါ်မှာကြွတီအများကြီးတွားတွားနေတာမြင်လိုက်ရပါတယ်။ သူရဲ့ကိုပေါ်မှာမတူညီတဲ့လူခဏာကိုအစိပ်ပိုင်းနေပေါက်နေတာတွေ့လိုက်ရပါတယ်အဲဒါကြောင့်လူတန်လေးတွေလို online နာဖြစ်နိုင်ပါတယ်ကြောက်လန့်နေတဲ့အောင်ခံလေးကောင်လေးကိုတွေ့ပြီးတော့မျက်စိကိုမိကဥမင်နဲ့အတင်းပြေးသွားခဲ့ပါတယ်ခုနကမြင်ကွင်းကြောက်သူတို့နှစ်ယောက်လုံးကြောက်လန့်နေခဲ့ကြတာပေါ့ခဏနားပြေးတဲ့နောက်အောင်ခံလေးခိတ်နံပါတ်၈တဲကိုဆက်လက်ဝင်သွားလိုက်ပါတယ်အရာအလုံးပုံမှန်ပါပဲလို့သူထင်လိုက်ချိန်မှာကောင်လေးကခေါင်းပေါ်ကိုလက်ညှိုးထိုးပြပြီးကနန်းရှိကပြောင်းပြန်ဖြစ်နေတယ်ဆိုတာသတိထားမိခဲ့ပါတယ်ဒီလိုသိနေတဲ့ကွာခြားချက်ကိုတောင်မှတွေ့နိုင်တာမို့လို့အောင်ကန်လဲသူ့ကိုအရန်အထင်ကြီးသွားပြီးတော့ ူ့အနေနဲ့ဒီကောင်လေးနဲ့တွေ့ရတာအယံကန်ကောင်းတယ်လို့ထင်နေခဲ့ပါတယ်။မကြခင်မှာပဲကောင်လေးရဲ့အကူအညီနဲ့လမ်းညွှန်ဆိုင်ဖို့ပေါ်ကခဏန်းကချက်ကိုရောက်လာခဲ့ပါတယ်။နောက်ထပ်နှစ်ကြိမ်သာထပ်ကြောနိုင်ရင်ဒီကနေထွက်သွားနိုင်မှာပါ။ဒါမဲ့ယုတ်တည်းရဲ့နားရီမှာအရေးပေါ်ချက်ပေးတဲ့တကူမြည်လာပြီးတော့ရွာရီပါတဲ့ရေတွေကယုတ်တည်းရဲ့ပေါ်လာပြီးတော့သူတို့နှစ်ယောက်လုံးကိုဝါမြူတော့မှာပါ။အောင်ခန့်ကလှည့်ပြီးတော့ဖြေးပေမဲ့ကောင်လေးရဲ့ပြင်းနိုင်စွမ်းကိုသတိမထားမိခဲ့ပါဘူး။အဲ့ဒီချိန်မှာတော့အောင်ခန့်ရဲ့စိတ်ကကန်းရီတကူစီကိုရောက်သွားပြီး သူ့ဘေးမှာရီစာကသူ့ရဲ့ဇနီးဖြစ်နေပြီးတော့ယထာဘူရာယုံကကောင်လေးကလည်းသူ့ရဲ့ကလေးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဖခင်တယောက်ဖြစ်လာကကြောက်စရာကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့သူထင်လိုက်မိပါတယ်။သူတို့နှစ်ယောက်ကကမ်းခြေမှာဆော့နေကြတော့မှနောက်ထပ်တစ်စက္ကန့်မှာပဲသူကလက်တွေ့လောကကိုပြန်ရောက်လာခဲ့ပါတယ်။အောင်ခန်းကသူ့ရဲ့အာဟုအကုန်သုံးပြီးတော့ကလေးကိုမျက်နှာချက်ဘူဒာယုံပေါ်မှာတွန်းတင်ပေးလိုက်ပြီးတော့သူကတော့ဆက်လက်ပြီးမခံနိုင်တော့ပဲရေစည်းတန်တဲ့ရေထဲကိုပါသွားပါတယ်။အချင်းဘလောက်ကြာသွားလဲမသိပါဘူး။ကောင်းလေးကဖီယိုပီယဲဖြစ်နေတဲ့အချိန်လေးကနေညှိုးထလာခဲ့ပြီးတော့တယောက်တည်းပြန်လှည့်သွားခဲ့ပါတယ်။ အကူလန်းညွန်ဆိုင်ဖို့ဘောကကနန်းကခုံကိုရောက်နေပါပြီ။ကောင်းဒီကနောက်ဆုံးအချိန်ဖြစ်ကနန်းနံပါတ်၈ကိုဝင်သွားခဲ့ပါတယ်။ဒီချိန်မှာတော့ဘာမှထူးခြားချက်မရှိတော့ပါဘူး။သူကကွေ့တဲ့နေရာကိုဆွဲလိုက်တာနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။သူကတကယ်ကပါကိုပြန်ရောက်သွားတယ်ဆိုတာရှင်းပါတယ်။ရုတ်တရက်ဥမင်းထဲမှာချောင်းစုတန်တစ်ခုပေါ်လာပြီးတော့အောင်ခန်းကကန်ကောင်းနေတဲ့အရာကိုတိလိုက်ရပါတယ်။ရေစီးကသူ့ကိုစမှတ်ကိုပြင်ရအောင်လို့ဆွဲခေါ်သွားခဲ့တာပါ။ ဒါလည်းသူရဲ့နောက်ဆုံးပွဲပါအောင်ခန့်ကတေချာဆေးဆေးကြည့်ပြီးတော့ဘာမှထူးခြားတာမရှိတော့ဘူးဆိုတာတေချာမှာနောက်ဆုံးခြေလန်းကိုရဲတင်းနေနေပဲလန်းကင်ပါတယ်မျက်စိရှိကဂိတ်နံပါတ်၈ကပုံမှန်တိုင်းပြင်ဖြစ်သွားပြီမြေဒါလည်းထောင်ချောက်တစ်ခုဖြစ်နေပါတယ်ဒါမဲ့စိတ်ပင်ပန်းနေတဲ့အောင်ခန့်ကဒါတွေကိုကူးမဆိုင်နိုင်တော့ပေနဲ့နောက်မဆုံးပဲနဲ့ဆက်သွားခဲ့ပါတယ်လေကားပေါ်ကလန်းသွားလန်းလာတွေကိုတွေ့လိုက်ရတော့မှသူကတကယ်ကိုဝင်ကပါလိုလောကတွေကနေလွတ်မြောက်လာခဲ့ပြီဆိုတာတေချာသွားခဲ့ပါတယ် သူကချက်ချင်းဖုံးထုတ်ပြီးတော့သူ့ยีစာကိုဖုံးခေါ်လိုက်ပါတယ်။ရေနှောင်းကသူတောင်ယူရမှာကိုကြောက်လန့်နေခဲ့ပေမယ့်ဒီဖြစ်ရပ်ကိုဖျက်ဆီးပြီးတဲ့နောက်ဖခင်တယောက်ဖြစ်လာဖို့အစီအစဉ်ဖြစ်နေခဲ့ပါပြီ။ဆက်လက်ပြီးတော့အောင်ခန်းကရဒါရဲတဲ့ကိုဝင်သွားခဲ့ပါတယ်။ဒါမဲ့ရုတ်တရက်သူတွေ့လိုက်ရတဲ့မျက်စိရှိကမြင်ကွင်းကသူ့ထွက်ရင်းနှီးနေခဲ့ပါတယ်။ကလင်းငွေတန်းကြောင့်လူတယောက်ကဒေါ်တာထွက်နေပြီးတော့အမျိုးသမီးကိုအော်ရဆဲဆူနေပါတယ်။ရထားတွေမှာဘယ်သူမှအရှိတ်ထွက်ပြီးတော့ချားဝင်ရတာမရှိပါဘူးဒီချိန်မှာတော့အောင်ခန်းကဘလို့ရွေးချယ်မှုမျိုးပြုလုပ်ပါလိမ့်မယ်